Nava, Dinimia the nine attributes of the Buddha, Buddha Gundo, Kubane Patetau, Miawibami. The nine attributes of the Buddha, often called the nine great qualities, are a list of key characteristics highlighting the Buddha's enlightenment and attainment. ဒီဖုရားဂုဏ်တော်ဒီကတော့ကြီးမြတ်တဲ့ရည်အသွေးဂုဏ်တော်ရင်းဖုရားရှင်ရဲ့တပ္ပိညုတရွှေညံတော်ရရှိအောင်ကြိုးစားအထုခဲ့တဲ့အကြောင်းအရာရဲ့အဓိကထူးခြားတဲ့အကြောင်းအရာဒီဖုရားဂုဏ်တော်ဒီပဲဖြစ်ပါတယ်ဖုရားဂုဏ်တော်တစ်ခုတစ်ခုစီမှာဒီထူးခြားတဲ့တကယ် key characteristics တွေပါဝင်ပါတယ် the nine attributes of the buddha itipisa bhagava arahan sammasambuddho vicca charana sampanno sukato lokavidu anuttara purisa dhamma sarathi satta deva manusana buddho bhagava the nine attributes of the Buddha as described in the Great Chronicles of Buddha ဒီဗုဒ္ဓဘုရားရှင်ရဲ့ပေါ့နော်ဘုရားကုံတော်၉ပါးကိုဒီ Great Chronicles တမိုင်းကျောင်းရာဇဝင်ဆိုင်ရာမှတ်တမ်းမှတ်ရာနော်ပိဋကတ်တော်ကြီးအဲ့ဒီမှာကြီးဖော်ပြထားတာတွေ့ရှိနိုင်ပါတယ်ဣတိပိတောပကဝါ ကျွန်ုပ်တို့ကိုးကွယ်တော်မူသောအရိမြတ်စွာဘုရားရှင်ဟာအရဟံ Holy One ကိလိတာလီကင်းစွာတော်မူတဲ့ဂုဏ်တော်နဲ့ပြည့်စုံတဲ့မြတ်စွာဘုရားတမတံဗုဒ္ဓနော်အလုံးစုံသောတပ္ပိညုတရွှေဉာဏ်နေပေါ့နော်တိစီယာတရားအလုံးစုံကိုဆရာမကူပဲသူမှာကိုယ်တိုင်သိမြင်တော်မူတဲ့ဂုဏ်နဲ့ပြည့်စုံတဲ့ဉာဏ်အမြင်ဤတည်တဲ့ဝိစာစရဏတံပံတော် ဝိဇာသုံးပါးဝိဇာ၈ပါးစရဏ၁၅ပါးတွေလည်းပြည့်စုံတယ် and don't with clever vision and virtuous conduct စကတော် supply ကောင်းသောစကားကိုပဲအမြဲတမ်းမိကြားတော်မူတဲ့မြတ်စွာဘုရားလောကဝိတု knower of worlds ဒီလောကအလုံးကိုသိမြင်နိုင်တယ်ပေါ့နော်တတ္တလောကသင်္ခါရလောကဥက္ကတလောကသုံးပါးလုံးကိုသိမြင်နိုင်တော်မူသော မြတ်စွာဘုရားပေါ့နော်ဆောင်လျှောက်တော်မူသောမြတ်စွာဘုရားသိမြင်နိုင်တော်မူသောမြတ်စွာဘုရားပေါ့အနုတ္တရပုရိသဓမ္မတရတိ incomparable leader of men to be tame နော်ဆုံးမထိုက်တဲ့သူတွေကိုဆုံးမရမှာလဲနော် အတုမရှိပဲနဲ့နော်ဆုံးမနိုင်တဲ့ဂုဏ်နဲ့ပြည့်စုံတဲ့မြတ်စွာဘုရားတထာတိဝမနုဿနာတိချောအောဂေါ့ဆမန့်စ်လူနာပြမာတို့ရဲ့ နော်ဆရာသခင်ဖြစ်တော်မူသောကိုယ်ွယ်မှုအထုခံယူတော်မူတတ်တဲ့ဆရာဖြစ်တော်မူတဲ့ဂုံနဲ့ပြည့်စုံတဲ့ဘုရားရှင်ဘုဒ္ဓ Enlightened One တစ္ဆာလေးပါးကိုကောင်းစွာသိမြင်တော်မူသောမြတ်စွာဘုရားဘဂဝါ Blessed One ဖုံးတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားလို့ဒါကတော့ဒီလိုမျိုးလေးအတိပဲကိုတော့အားလုံးသိရှိကြပြီဖြစ်ပါတယ် The attributes of Tamatam Buddha, meaning Tamatam Buddha, the Lord Buddha. A fully enlightened one is a title given to the Buddha, signifying his complete realization and attainment of enlightenment. The attributes associated with the Tamatam Buddha include uh, qualities like compassion, wisdom, and anu. wavering commitment to the path of enlightenment as well as specific physical characteristics like thousand spoke wings on the palms and soles ဒီတမန်တန်ဘုဒ္ဓဆိုတဲ့ဂုဏ်တော်ကတော့เนาะအလုံးစုံသောတရားတို့ကိုမဖောက်မပြန်ကိုတော်တိုင်းသိမြင်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အတိပဲဖွင့်ဆိုထားပါတယ် နော်ဘုရားရှင်ကဒီတပ်ပညုတရွှေညံကိုကောင်းစွာသိမြင်ပြီးတော့နော်အလုံးစုံကိုကိုကိုတိုင်းရှာဖွေကြင့်ကြံပြီးမှသိမြင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မို့ a fully enlightened one နော်အလုံးစုံသောတရားတို့ကိုမဖောက်မပြန်ကိုရတိုင်းသိမြင်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အတိပ္ပေဒီဂုံနဲ့ဖွင့်ဆိုထားပါတယ်။ The attributes of Visasarana Tambalo Gundo. Adibega Visa means higher knowledge and Sarana good behavior of practice that gives direction to a noble disciple and leads him to immorality Nibbana. The Visa Sude Bono. Higher knowledge. ဝိပဿနာဉာဏ်အမြင်ကြီးရှိတဲ့နဲ့မြင်မာတဲ့အတိဉာဏ်ကိုပြောတာပေါ့နော်ရိုးရိုးပညာရိုးရိုးအတိတယ်မဟုတ်ပါဘူးဆရဏဆိုတာလဲ good behavior ဒါမှမဟုတ်ရင်မြင့်မြတ်တဲ့အကျင့်တူးကိုပြောတာပါဝိဇာဆရဏတမ္ပန်နောဝိဇာ၃ပါးဝိဇာဆရဏတမ္ပန်နောဆိုတာ the buddha who is proficient in three supreme knowledges eight supreme knowledges and 15 perfect practice of morality ဒီဗုဒ္ဓဘုရားရှင်ဟာဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏ၁၅ပါးနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားလို့အဓိပ္ပာယ်ရတာပါဒီဝိဇ္ဇာစရဏတန်ပတ်တော်ကတော့အဲဝိဇ္ဇာ၃ပါး3 supreme knowledge ဆိုတာလေဒီဘုရားဖြစ်ရရှိတော်မူကဏ္ဍမှာသူကကြင်ကြလိုက်တော့ in the first watch မှာဆိုရင်เนาะအဲ of the nightmare. So he gained the knowledge of his past existence. Pobi niwata nyan suri no shiga shikere chao ni gu ti mi na. Middle watch no divine eyes. Nadu miya misi gedu mi And the last watch the total extinction of all his impurities. Adawadiyari kung kan tuare po နိပုပ္ပိနိဝါတဉ္ဏဒိဗ္ဗစကုဉ္ဏအတဝေခယဉ္ဏဆိုတဲ့3 supreme knowledges နောက်တစ်ခုကတော့8 supreme knowledges ဒါတွေကလည်းပဲပေါ့နော်ဝိပဿနာဉ္ဏနိပေါ့နော်ဝိပဿနာဉ္ဏဆိုတာအနိစ္စဒုက္ခအနတ္တနောက်ဒါတွေကိုဒါတွေကိုနော်ရှုမြင်ပြီးတော့သိတဲ့ဉ္ဏစီတော့ပရိယဉ္ဏနော်စိတ်နဲ့ဆိုင်တဲ့သိမှုတွေမနောမယိတိဉ္ဏတို့ ဒိဗ္ဗတောတဉာဏတို့အိဒီဝိဒဉာဏနဲ့ခုနပြောခဲ့တဲ့ပုပိနိဝတဉာဏဒိဗ္ဗစကုဉာဏအတဝခယဉာဏပေါင်းလို့ရှိရင် eight supreme knowledge now 15 perfect practices of morality စရဏ35ပါးကတော့ဘောနော်တီလာနဲ့ပြည့်စုံခြင်းနေပေါ့နော်တီလာနဲ့ပြည့်စုံခြင်းနေမျက်စိနာဆတဲ့အိန္ဒြေတွေကိုစောင့်ရှောက်ခြင်း စားအစာမှလည်းအတိုင်းရှိကိုသိခြင်းနောက်သူတော်ကောင်းဥစာ9ပါးဇန်4ပါးအားဖြင့်15ပါးဖြစ်တဲ့ဒီစရဏ15ပါးဆိုပြီးခေါ်ပါတယ်အဲ့ဒါ၄ရတော့ဒီဝိสาสရဏတံပံတော်ဂုံအင်္ဂါဘုရားရှင်မှာပြည့်စုံတယ်ပေါ့နော်ဝိสา၃ပါးဝိสา၈ပါးစရဏ15ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုတဲ့ဒီဂုံတော်ဖြစ်ပါတယ် the attributes of Tugado, Mini Tugado, the Buddha, who has attained Buddhahood after fulfilling the perfection as former Buddha. The Buddha who has gone to Nibbana after following the right path. The Buddha who speaks only what is true and beneficial. Tugado ကောင်းသောစကားကိုသာဆူတော်မူသောမြတ်စွာဘုရားလို့အဓိပ္ပာယ်ဖွင့်ပါတယ်။ဘုရားရှင်ဟာဒီဝရိတ္တာနော်ဗုဒ္ဓဟူဖြစ်ကိုဘုရားဖြစ်ရရှိတော်မူပြီးတော့လည်းဒီပါရမီတော်တွေကိုကျင့်ကြံခဲ့တယ်။နောက်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုလည်းဟောကြားခဲ့တယ်။ နောက်ဒီစကားပြောတဲ့အခါမှာလည်းမှန်ကန်တဲ့စကားကိုပဲပြောတယ်အကျိုးရှိတဲ့စကားကိုပဲပြောတယ်နော်ဖះရှင်ဟာသူ့ရဲ့နှုတ်တော်ကနေစကားထွက်ရင်တောင်မှပြောတဲ့နဲ့အချိန်မှပြောတယ်အမှန်ကိုပဲပြောတယ်နူးညံ့သိမ်းွေးစွာပြောတယ်အကျိုးရှိမှပြောတယ်မေတ္တာရှိထားပြီးမှ ပြောပါတယ်ဒါကြောင့်မို့သူကတော့ကောင်းသောစကားဟုသာဆူတော်မူသောမြတ်စွာဘုရားဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတဲ့ Buddha Piyashin Pipare. The attributes of Loka Vidu. Loka Vidu, he knows the conditioned arising of all beings. The basis of their arising in the various planes of existences and the conditionally of physical and mental phenomena. ဒီလောကမှာဖြစ်ချင်းပြက်ချင်းသဘောရှိတဲ့တတဝါးတောတောင်ရင်မြီစသည့်အာလုံးပေါ့နော် လောကဝိတုဆိုတာလောက၃ပါးလုံးတတလောကသင်္ခါရလောကဩကာသလောကဆိုတဲ့လောက၃ပါးလုံးကိုဆောင်ရှောက်တော်မူသောမြတ်စွာဘုရားပေါ့နော်အင်းသင်္ခါရလောကဆိုတာကတော့ပြုပြင်စီရင်တတ်သောယုတ်တရားနံတရားတွေရဲ့အပေါင်းစုဖြစ်တဲ့ သင်္ခါရလောကပေါ့နော်နောက်တတလောကဆိုတာကတော့လူနဲ့ပြမစတဲ့တသရှိတတဝါတို့ရဲ့အပေါင်းစုဖြစ်တဲ့တတလောကဩကာသလောကကတော့တတဝါတို့ရဲ့တိနေယာဘုံဌာနတွေပေါ့နော်နော်ဒါဒီဒီတတလောကသင်္ခါရလောကဩကာသလောကဟူသောလောကသုံးပါးလုံးကိုစောင့်ရှောက်တော်မူသောမြတ်စွာဘုရားလို့လောကဝိတုဂုံတော်ကတော့အဲ့ဒီလိုအတိတ်ပဲ The attributes of Anudra Purita Dhammatarati. Anudra Purita Dhammatarati, the Buddha, uh, he is incomparable in taming those who deserve to be tame all men, devas and brahmas. ဒီမြတ်စွာဘုရားရှင်ကပေါ့နော်မလီမာမယင်ကြီးတော်လူယောက်ျားမြမယောက်ျားနတ်ယောက်ျားတို့ကိုဆုံးမတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရှင်မှာဒီမလီမာမယင်ကြီးတော်လူယောက်ျားမြမယောက်ျားနတ်ယောက်ျားတို့ကိုဆူဆုံးမနိုင်တော်မူတဲ့ဂုံအင်္ဃာနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားပေါ့နော်ဒီလိုမျိုးလीအတိပင်ဖွင့်ပါတယ်အနုတ္တရောပုရိသဓမ္မတာရတိမှာတော့ မလီမာမြင်ကြီးသောလူယောက်ျားမြမယောက်ျားနတ်ယောက်ျားတို့ကိုလိမ္မာရင်ကြီးအောင်ဆုံးမနိုင်တော်မူသောမြတ်စွာဘုရား The attributes of Tattha Deva Manuttana Mimi Tattha Deva Manuttana The Buddha who leads the way and is the teacher of all men devas and brahmas showing them the path leading to nibbana ဒီမြတ်စွာဘုရားရှင်ကလူနတ်ပြမတတ္တဝါတို့ရဲ့ဆရာသခင်ဖြစ်တော်မူပါတယ်။ဘုရားရှင်ဟာဒီသစ္စာလေးပါးတရားကိုသိမြင်ပြီးတော့เนาะဒီလူနတ်ပြမတတ္တဝါတွေကိုနိဗ္ဗာန်ကိုရောက်ရရောက်ကြောင်းကျင့်စဉ်မေခင်ရှိပါတရားနဲ့လမ်းပြညွှန်ပြတော်မူခဲ့ပါတယ်။ဒါကြောင့်လူနတ်ပြမတတ္တဝါတို့ရဲ့ဆရာသခင်ဖြစ်တော်မူသောမြတ်စွာဘုရားဆိုတဲ့ဂုဏ်နဲ့ The attributes of Buddha. The attributes of Buddha or the qualities of an enlightened being and encompass a wide range of virtues and abilities. The fully enlightened knower of the four area truths who can makes other understand them as he himself has understood has understood these include qualities like wisdom compassion enlightenment and the ten perfections uh, additionally the buddha is known for specific attributes such as the nine supreme attributes described in the great chronicle of buddhas ဒီဘုဒ္ဓဆိုတဲ့ဂုံတော်နဲ့ပတ်သက်ပြီးတော့ဗောနော်ပြောရမယ်ဆိုရင်တော့ဒီမြတ်စွာဘုရားရှင်ဟာဒီတပ်ပညာတရှင်ညာတော်ကိုနော်အကြီးချင်းပြေဝစွာနဲ့သူကရရှိခဲ့တယ်။နောက်ဒီတစ္ဆာလေးပါမြတ်တရားကိုလည်းဗောနော်ကောင်းစွာသိမြင်တယ်။နောက်သူကိုယ်တိုင်လည်းတစ္ဆာလေးပါကိုကိုယ်တိုင်သိတယ် ကိုယ်တိုင်သိတဲ့အတိုင်းလေးပဲတတ္တဝါအလုံးကိုသိအောင်လဲဟောကြားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။နော်အဲ့ဒီမှာဆိုရင်ဒီသစ္စာလေးပါးမြတ်တရားမှာဆိုလို့ရှိရင်ဒီ wisdom နေ compassion နေနောက် enlightened နေနောက်10 perfections နော်ဒီပါရမီတော်7ပါးနဲ့ပြည့်စုံတာနေနော်အလုံးအစစရရဖျားရှင်မှာဒီသီလသမာဓိသိက္ခာဆိုတဲ့ သီလတမာရီပညာဆိုတဲ့သိက္ခာကြီး၃ပါးနဲ့လည်းပြည့်စုံတယ်ပါရမီတော်၁၀ပါးလည်းပြည့်စုံတယ်เนาะတနာကရုဏာနဲ့ဒီအလုံးစုံကိုသိတဲ့ဉာဏ်နဲ့လည်းပြည့်စုံတယ်မြတ်စွာဘုရားရှင်ဟာသစ္စာ၄ပါးတရားကိုကိုယ်တိုင်သိမြင်တယ်ကိုယ်တိုင်သိတဲ့အတိုင်းလည်းပဲတတဝါအလုံးကိုလည်းသိအောင်ဟောကြားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အန်ဒီဂုံတော်နဲ့ပတ်သက်ပြီးတော့လည်းဒီ Greek Chronicles of Buddha's Buddha ရဲ့ဒီ Chronicles ရာဇဝင်ကျန်းနေဒီမြင့်မြတ်တဲ့ကျန်းတော်ကျန်းနေပိဋကတ်တော်ကြီးเนาะဒီမှာလဲဖော်ပြထားတာကြီးလေလိလာမှတ်သားရတယ်ဒီ literature တွေမှာဆိုရင်လဲဒီဂုဏ်တော်၉ပါးနဲ့ပတ်သက်တာတွေကိုလဲဖော်ပြထားတာကြီးကိုလိလာတွေ့ရှိနိုင်ပါတယ်เนาะတစ္ဆာ၄ပါးမြတ်တရားကိုเนาะတစ္ဆာဆိုတာကဒီမဖောက်မပြန်မှန်ကန်မှုကိုခေါ်တယ် ဒီသစ္စာလေးပါဆိုတဲ့ဒီဖျားရှင်သိတဲ့ဒုက္ခသစ္စာဆင်းရဲခြင်းအမှန်ကြီးတမှုရိယသစ္စာဆင်းရဲဖြစ်ကြောင်းအမှန်ကြီးနိရောဓသစ္စာဆင်းရဲခြင်းချုပ်ငြိမ်းတဲ့အမှန်ဒါမှမဟုတ်နိဗ္ဗာန်ပေါ့နော်မဂ္ဂသစ္စာဆင်းရဲခြင်းချုပ်ငြိမ်းရာကျင့်စဉ်ဒါ၄ခုဖျားရှင်ကအလုံးကိုပြန်လည်ပြီးဟောပြနိုင်ခဲ့တယ်။ဆင်းရဲခြင်းအမှန်ကြီးဖြစ်တဲ့ပရိသေနေတယ်၊အိုးတယ်၊နားတယ်၊သေတယ်၊မချင်းမတင်တဲ့တူနဲ့ နေတဲ့ချစ်ခင်နဲ့တက်သူမြကွေကွင်းရခြင်းအလိုရှိတာကိုမရခြင်းဒါရီယာဆင်းရဲခြင်းနေဖြစ်တယ်ပေါ့နော်ဒါရီနဲ့ပတ်သက်ပြီးတော့လေဒီလူနတ်မြမသတ္တဝါတွေကိုခန္ဓာ၅ပါးယုံနံတရားတွေကဆင်းရဲခြင်းဖြစ်တယ်ဆိုတာကိုလေအချုပ်အားဖြင့်လည်းပြန်လည်ဟောပြပေးနိုင်တယ်နောက်သမှုရိယသစ္စာဒုက္ခလို့ဆိုတာနိုင်တဲ့ဒီဆင်းရဲခြင်းအမှန်ရှိလို့ရှိရင်အဲ့ဒီဆင်းရဲခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းရှိတယ်တဲ့ အဲ့ဒါကတော့တမှုတရားနှောင့်ဖွဲ့ခြင်းဆိုတဲ့ဒီတဏ္ဏเนาะဒီတဏ္ဏသုံးမျိုးအကြောင်းကိုလည်းအကျယ်တဝင့်ဖျားရှင်ကကာမတဏ္ဏဝိဘဝတဏ္ဏဘဝတဏ္ဏဝိဘဝတဏ္ဏတို့နဲ့ပတ်သက်ပြီးတော့လည်းဟောပြခဲ့တယ်အဲ့ဒီတမဲမှုသုံးမျိုးကိုမလွန်ဆန်နိုင်လို့တတ္တဝါတွေရဆင်းရဲတဲ့အကြောင်းဒီဖြစ်ပေါ်ခံစားရတယ်ပေါ့เนาะဒီသမှုတရားသစ္စာဆင်းရဲခြင်းအကြောင်းဖြစ်တယ်ဆိုတဲ့အကြောင်းနိရောဓသစ္စာလည်းဆင်းရဲခြင်းချုပ်ငြိမ်းရအမှန်အဲ့ဒီနိရောဓသစ္စာကတော့ တနည်းအားဖြင့်ပေါ့နော်အဲနိဗ္ဗာန်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းနောက်မကသစ္စာဆင်းရဲချုပ်ငင်းညာနိရောဓသစ္စာနိဗ္ဗာန်ကိုရောက်ရန်တခုသီးသောလမ်းဟာလဲမကသစ္စာဖြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီမကင်ရှိပါတရားကိုလည်းအားလုံးကိုသိရှိနားလည်အောင်ညွန်ပြပြောဆိုပြီးတော့ဟောပြောနိုင်ခဲ့တယ်။ဒါကြောင့်မို့ဘုဒ္ဓဆိုတဲ့ဂုံတော်ဟာနော်တစ္ဆာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်တော်မူသောမြတ်စွာဘုရားလို့ ဖွင့်ဆိုတယ်ဒါကတော့အချင်းမြဒီပူတော်နဲ့ပတ်သက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ် the attributes of bhagava bhagava ဘောနော် the attributes of bhagava meaning the blessed one or the fortunate one refer to the buddha's exceptional qualities and are often understood as and compassing six exalted qualities and nine supreme attributes these qualities highlights his wisdom power and supreme nature ဒီမြတ်စွာဘုရားရှင်ဟာပေါ့နော်ဘုရားဖြစ်ရောက်ရှိတော်မူပြီးတဲ့အခါမှာဒီဘုန်းတော်၆ဆုံးဂုဏ်တော်အနန္တကိုပိုင်ဆိုင်သွားပြီပေါ့နော်ရောင်ကြီးတော်၆ပါးကိုလည်းထုတ်လွှင့်ခဲ့တယ်เนาะဒါကြောင့်မို့ဘဂဝါ ဖုန်းတော်၆ဆုံးဂုဏ်တော်အနန္တနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုပြီးတော့ဒီမှာအတိတ်ပဲဖွင့်ပါတယ်။ဒီမြတ်စွာဘုရားရှင်ရဲ့ရောင်ကြီးတော်၆ပါးကလည်းဒီနီလာတို့ပိတတို့ဩတတအလောဟိတမစ္စိထပပတရတို့ဖြစ်တယ်ပေါ့နော်။ဒီညူမောင်တဲ့ရောင်ကြီးတော်ဝါချွေတဲ့ရောင်ကြီးတော်ဖြူဖွေးတဲ့ရောင်ကြီးတော်နီမြန်တဲ့ရောင်ကြီးတော်ကျက်သွေးရောင်အဆင့်ရှိတယ်။ နောက်တစ်ခါရောင်ကြီးတော်ငါးမျိုးရောရှက်ပြီးမှပြူပြူပြစ်ပြစ်တလဲလဲထွက်တဲ့ရောင်ကြီးတော်ဆိုပြီးတော့ဒီရောင်ကြီးတော်ဖုံးတော်၆ဆုံဂုံတော်အနန္တနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုပြီးတော့မှဒီပကဝါဂုံတော်ကလည်းဘုရားရှင်ရဲ့ဂုံတော်၉ပါးထဲမှာတပါးအပါဝင်ဖြစ်ပါတယ်ဒီနေ့မျှဝေခဲ့တာကတော့ဂုံတော်၉ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအချင်းမျှမျှဝေခဲ့ပြီးတာဖြစ်ပါတယ်အကျယ် ိလို့ရင်တော့ဒီ literature ဒီမှာဆိုလို့ရှိရင်များစွာပြည့်ပြည့်စုံစုံဖော်ပြထားတာတွေ့ရှိရမှာဖြစ်ပါတယ်။